ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဒီအိမ်ကမင်္ဂလာဆောင်အိမ်လေနင်တို့တော့အခုချိန်နေမပြင်ဆင်သေးပဲထိုင်နေတော့လားအိမ်ကိုလည်းမပြင်ဆင်ဆိုင်ရနေလည်းမောင်းအချိုတွေမဝယ်လာကြသေးဘူးညရောက်တော့မယ်ဆိုင်တွေလည်းပိတ်ကုန်လိုက်မယ်နှက်ဖြန်ကြမင်္ဂလာဆောင်ရှိရလေအမေဘာလို့တို့တော့တော့ယုံပြီးတော့ထိုင်နေတာလဲ တောင်းဝယ်လာပေးခင်မှာပေါ့တားရဲ့တစ်ချိန်လုံးလဲတားအလွတ်လောက်ရသေးတယ်အမေတို့စင်းရဲတဲ့မိသားစုဘလို့ရှာကျွေးနေရလဲဆိုတာတားတရားပဲသိတာတားရဲ့ညီမ၃ယောက်ကအလကားစားဖို့ပဲသိတာနင်တို့၃ယောက်လောက်အခုထားကြစမ်းဟာအမေကလဲဘာလို့အလောက်တောင်စိတ်ပူရတာလဲမိတ်သွားရလားသမီးတို့ညီမ၃ယောက်လုံးမှာမော်တကိုးတွေရှိရဲ့လေသမီးအခုသမီးရဲ့လက်အရှိကြီးတွေနဲ့အိမ်ကိုအလှဆင်ပေးမယ်စာချီနင်လေထဲမှာပြန်ပြီးတော့ဒီချိန်ပဲမှာဆိုင်နေဖွင့်သေးလဲဆိုတာသွားကြည့်လိုက် ခတ်တားရဲ့စကားကိုနားထောင်ပြီးတော့ဇာကြီးကပြန်သွားလိုက်ပါတော့တယ်။ညဘက်မှောင်နေတာကြောင့်ခတ်တားကလီပေါ်မှာပြန်ပြီးတော့ပဲသွားလိုက်တော့တာပေါ့။အဲဒီချိန်မှာဖွင့်နေသေးတဲ့ဆိုင်တချို့ကိုတွေ့သွားတော့တာပေါ့။နောက်တော့ဇာကြီးကအင်ကိုပြန်လာလိုက်ပါတော့တယ်။ခဏတာအတွင်းမှာပဲခတ်တားကတိမ်လုံးကိုဘောလုံးတွေမိကျိုးတွေနဲ့လှဆင်လိုက်ပါတယ်။ဘာညီမလေးရ7မိနစ်အတွင်းမှာအကုန်လုံးပြီးအောင်လုပ်လိုက်တာပဲ။ဒါနဲ့သင်းရပါမလေး။ညီမလေးကဒီမလေးအကို အမစာချီကဆိုင်ပေမှာဖွင့်လဲဆိုတာကြည့်ခဲ့ပြီးပြီညီမလေးတော့ဝယ်လာမယ်နော်အဲ့လိုပြောပြီးတော့တစင်းကမုံချိုဝယ်ဖို့အတွက်တွားလိုက်ပါတော့တယ်ညစင်းနိုင်မှာကလေးလေးတယောက်ကမလိုက်လုံးလာဝယ်တော့တာပေါ့ဆိုင်ပန်ရှင်ကအဲ့ဒီကလေးကိုလိန်ပြောပြီးတော့ရောင်းနေပါတော့တယ်ဟေးကလေးဆိုင်ပေးမယ့်အချိန်ရောက်နေပြီပတ်စံယူလာခဲ့ဒါမှမလိုက်လုံးရမှာအန်ကေခုနပဲပတ်စံပေးပြီးတော့ပြီလေမိသွားပြီလားတောင်းမလိုက်လုံးပေးပါတော့နော်ဒီဆိုင်ပန်ရှင်ကအရင်ကလောဘကြီးတယ်လို့ငါကြားဘူးတယ် ဒီတခါတော့ငါသူ့မှတ်လောက်သားလောင်ပညာပေးရမယ်။အလူပြောပြီးတော့တစင်းကဘေးတနေရောင်ကိုသွားပြီးရင်းသွင်းပြောင်းလိုက်ပါတော့တယ်။နောက်တော့ဆိုင်လေးကိုဝင်လာပြီးစံပန်ရှင်အင်ဂျီကိုဆွဲပြီးတော့ချင်းချောက်လိုက်ပါတော့တယ်။မင်းဟာအပြစ်မရှိတဲ့ကလေးကိုဘာဖြစ်လို့နှောက်ယှက်နေရလဲ။ငါအဝေးရနေကြည့်နေတာကြာပြီ။ကလေးကမင်းကို900ရူပီပေးပြီးသွားပြီ။မင်းသူ့ကိုမလိုက်လုံးနဲ့ရူပီလေးကပြန်ပေးလိုက်။ဒါမဲ့ဆရာ၊ तू ကကျွန်တော်ရူပီတရားပဲပေးတာလေ။အခုတတိယသွားပြီလားအခုချက်ချင်းကလေးကိုမုံပေးလိုက်စမ်း တားလေမုံယူပြီးတော့အိမ်ပြန်တော့နော်ညဘကြီးတယောက်ထဲမဟုတ်ဝယ်ဖို့အတွက်မလာနဲ့နော်မင်းငါအတွက်လေရူပီ900မုံချိုထုတ်ပေးဒီမှာပတ်စံယူလိုက်ဒီလောက်ပဲပေးမယ်ပူမပေးနိုင်ဘူးကလေးကိုကူညီပေးပြီးတော့မုံဝယ်ပြီးဒဇင်ကအိမ်ကိုပြန်လာလိုက်ပါတော့တယ်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာဒေါသီရာကသူ့သားကိုပြင်ဆင်ပေးပြီးတော့တီဝိုင်းနဲ့အတူမင်္ဂလာမန်းတက်ကိုသွားလိုက်ပါတော့တယ်ခဏကြာရင်းနောက်မှာတော့သူတားကခရီးဆိုတဲ့ကောင်မလေးနဲ့မင်္ဂလာဆောင်လိုက်ပါတော့တယ် ညဘက်ရောက်တဲ့အခါမှာတော့တူတာကခရီးကိုခေါ်ပြီးအင်ကိုရောက်လာပါတော့တယ်။ကောင်းကောကနေဆင်းတဲ့အချိန်မှာတိန်လုံးကမှောင်မိန်နေတဲ့ပြင်အင်တကားပါပိတ်ထားတာကိုခရီးကတွေ့သွားပါတော့တယ်။အမေတကားကပိတ်ထားတာကိုချွေးမလေးလာခဲ့လေတကားလည်းသူ့ဟာသူပွင့်သွားလိမ့်မယ်။ခရီးကတူတာနဲ့အတူတကားနောက်ကိုရောက်လာတဲ့အချိန်မှာတကားကပွင့်သွားပါတော့တယ်။ဒါကိုကြည့်ပြီးတော့ခရီးကလည်းလန်သွားပါတော့တယ်။ခဏကြာရင်နောက်မှာဒေါတိရာတို့ကအင်းလေးကိုဝင်လာကြပါတယ်။ ဒီချိန်မှာပင်ခရီးရဲ့ရှေ့ကိုလက်အရှိကြီးတစုံကဆန်အိုးနဲ့စီးနီပကံလေးကိုလာပြီးချပီးလိုက်ကြတာပေါ့နောက်တစ်ခါထပ်ပြီးလက်အရှိကြီးကထွက်လာပြီးတော့ဒေါ်သီရိုင်းရဲ့လက်ထဲကိုပူဇော်ပန်းထည့်ပေးလိုက်ပါတော့တယ်ဒါရီကိုကြည့်ပြီးတော့ခရီးကရင်းကိုလန်သွားပါတော့တယ်ခရီးမကြောက်နဲ့နော်ဒီမှာပါတည်ရဲမှမရှိဘူးအိမ်ထဲဝင်ရင် အားလုံးသိရနိုင်မယ်ဟုတ်တယ်သမီးသမီးရဲ့ညာချင်းနဲ့ဆန်အိုးကပြီးရင်စီးနီပန်းနဲ့ကိုခြေထောက်နဲ့နင်းပြီးတော့အိမ်ထဲဝင်လာခဲ့နော် ခရီးကဆန်ဦးကိုကမ်းပြီးစင်းဒီဘန်းနဲ့ကိုခြေထောက်နဲ့နေပြီးတော့အိမ်လေးဝင်လာချိန်မှာတင်ကြီးလုံးကလင်းတွေနဲ့ထိန်လင်းသွားလို့တော့ပေါ့နောက်တော့ခရီးရဲ့ကောင်းပေါ်ကနေဘန်းတွေပြုတ်ကျလာပါတော့တယ်တရေတရေတရေအမရေညမပါတရေမဟုတ်ပါဘူးအဲ့ဒီချိန်မှာခတ်တာကလည်းအပြင်ကိုထွက်လာလိုက်ပါတယ်အမကိုညမလေးရေပေးမယ်အဲ့ဒီမှာရက်နေတဲ့ခတ်တာကသူ့ရဲ့လက်အရှိကြီးနဲ့မိဖို့ကြောင့်လေးကနေရေခွက်ကိုယူပြီးတော့ သူ့ရောက်မှခရီးကိုပေးလိုက်ပါတော့တယ်။ဒါရီကိုကြည့်ပြီးခရီးကဘာမှကိုနားမလဲတော့ဘဲမိလိမ့်သွားပါတော့တယ်။သူတားကသူ့ကိုချီးပြီးတော့ဂရင်းမောတင်ပေးလိုက်ပါတော့တယ်။ရောက်ကမှဖြစ်သူကခရီးရဲ့မျက်နှာကိုရေးနဲ့ပတ်ဖြန်းပေးလိုက်ပါတယ်။အဲ့နောက်မှာခရီးကသတိပြန်ရလာတဲ့အချိန်မှာ ရောက်မှသွားရောက်လုံးကိုကြည့်ပြီးလန့်နေတော့တာပေါ့။ဒီအချိန်မှာဒိုတိရာကအကြောင်းစုံကိုပြောပြလိုက်ပါတော့တယ်။ချွေးမရေသမီးရဲ့ရောက်မှသွားရောက်လုံးကမော်တကိုးတွေရှိကြတယ်လေ။ ဟိုးရင်တော့ဖြစ်ရတဲ့ခုကြောင့်သမီးရဲ့ဘိုးဘေးရောက်ခမစူလက်တခုရခဲ့တာမျိုးရိုးငါးဆက်ပြီးရင်သမီးလေး၃ယောက်ဖွားမြင်လာလိမ့်မယ်အဲ့ဒီ၃ယောက်ကမော်တကူတက်မြောက်လိမ့်မယ်ပေါ့အဲ့ဒီစူလက်ကိုရခဲ့တာလဲရသေးတပောက်ကူညီပေးခဲ့လို့ပေါ့ပြီးတော့သူ့ရဲ့လောကကြီးတယောက်ရအောင်ပို့ပေးခဲ့တာတွေကြောင့်လေဒါတွေအားလုံးကအဲ့ဒီဖြစ်ရရဲ့ရလက်တွေပေါ့ကွယ်သမီးအနားယူလောင်းနော်အမေမိဖို့ကြောင့်တည်းကနေငြုတ်သီးအနေသွားယူလာခဲ့မယ်သမီးကိုသူများမျက်စိမကြအောင်လေဒေါတိရကမိဖို့ကြောင့်လေးကိုတွန်းလိုက်တဲ့အချိန်မှာ တဇင်ကခရီးရဲ့နောက်ကနေသူ့အမိအသွင်ယူပြီးရောက်လာပါတော့တယ်။ချွေမနင်တလောက်တောင်ရိုင်းလိုက်မယ်လို့ငါမထင်ထားဘူး။နင်တာရီလဲလုံနေရပေါ့လေ။ဒါပေမဲ့မေတမိဘာလုံးမိလို့လဲ။အမေကတမိကိုတီးလို့စူပူနေရ။ဒီချိန်မှာခတ်တာကသူ့ရဲ့လက်အရှိကြီးနဲ့ဒွန်တီရာအသွင်ဆောင်ထားတဲ့တဇင်ရဲ့နောက်ကိုဆွဲလိုက်ပါတော့တယ်။နင်ကတော့ပြောင်းလဲမှမဟုတ်ဘူးမလား။အမရေ၊ तू ကအမေမဟုတ်ဘူးသစင်လေ။ဟာဟာဟာ အမတို့နှစ်ယောက်ကအမတို့ရဲ့စွမ်းကိုပြပြီးပြီဆိုတော့အခုကညီမလေးရဲ့အလှည့်ပဲအဲ့ဒါကြောင့်အမောင်နည်းနည်းတော့စာနာဖို့လှုပ်လိုက်တာအိမ်ထဲကိုဝင်လာတဲ့အချိန်မှာပဲထူးခြားတဲ့မြင်ကွင်းတွေကိုတွေ့ရတာကြောင့်ခရီးကစိတ်ညစ်သွားပါတော့တယ်ဒီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားပါတော့တယ်ကုံဆုံးသွားတဲ့နေ့ရက်တွေမှာရောင်မသုံးရောင်လုံးကသူ့ရဲ့ရောင်မလေးကိုအချက်တွေအများကြီးပုံအောင်ပြီးပြီးတော့တာပေါ့ဒါကြောင့်ခရီးကလည်းသူ့ရဲ့ရောင်မလေးတွေနဲ့ရင်းနှီးသွားပါတော့တယ်ဒီလိုနဲ့ပဲတည့်ရမှာတော့ ဟင်းသီးရွက်တွေလည်းမစေးရသေးဘူး။ပကံတွေလည်းစေးဖို့အတွက်အပြင်မှာထပ်ထားသေးတယ်။အခုမီးလည်းမွေးလိုက်ပြီဆိုတော့ဘာရင်လောက်ရမလဲမသိတော့ဘူး။အဲ့ဒီအချိန်မှာခတ်တန်းကပြောလိုက်ပါတော့တယ်။အမကြီးဘာမှစိတ်ဘူးနေနဲ့။အမမှာမော်ညီမ၃ယောက်တောင်ရှိရပဲဟာ။ညီမအခုချက်ချင်းညီမရဲ့လက်ရှိရှိနဲ့ဟင်းသီးရွက်တွေစေးပေးမယ်။ပြီးရင်ပကံတွေလည်းစေးပေးမယ်။အဲ့ဒါတော့ဟုတ်ပါပြီ။ဒါပေမဲ့အမကပင်ပွားလို့ချင်တာ။ညီမလေးတို့ရဲ့အကူကတနေကုန်တော့အပူထဲမှာအလွတ်လုံနေရတာလေ။ ပြန်လာတဲ့ခါကျပင်ပွားဖြော်ရေးအေးအေးလေးတောက်လို့ရအောင်လို့လေအမရေဒီတာဝန်ကိုညီမနဲ့တဆင်ပေးလိုက်ညရောက်တာနဲ့အဲ့ဒီတာဝန်လည်းပြီးမြောက်သွားလိမ့်မယ်အဲ့လိုပြောပြီးတော့ရောင်းမခတ်တာကသူ့ရဲ့လက်အရှိကြီးတွေနဲ့ပကံတွေကိုစီးပြီးအိမ်ထဲကိုယူလာလိုက်ပါတယ်နောက်တော့အသီးရွက်တွေကိုလည်းစီးလိုက်ပါတော့တယ်ရောင်းမဖြစ်သူကပါပဲလို့လို့ခတ်တာကသူ့လက်အရှိကြီးကိုထုတ်ပြီးတော့ပေးလိုက်တော့တာပေါ့ညရောက်လာတဲ့အချိန်မှာဇာကြီးကလေးပေါ်ပြန်ပြီးတော့ပင်ပွားရောင်းတဲ့ဆိုင်ကိုသွားရှာပြီးအင်ကိုပြန်လာလိုက်ပါတော့တယ် နောက်တော့သူ့ရောင်းမခရီးကိုပြောလိုက်တော့တာပေါ့အမေ45ဆိုင်ကျော်ပြီးတော့ဦးလေးရဲ့ကုံစုံဆိုင်တဆိုင်မှာပင်မွားရောင်းတယ်ဆိုင်ကအနီးနားမှာမဟုတ်တော့တဆင်နေမဲ့သွားလိုက်တော့ဒါကြီးရဲ့စကားကိုနားထောင်ပြီးတော့တဆင်ကပင်ပွားဝေဖို့အတွက်ပတ်စံယူပြီးအိမ်ကနေထွက်လာပါတယ်ဒီချိန်မှာရောင်းမတယောက်ကကြက်ကြောင်းနဲ့အိမ်ပြန်နေတာကိုတွေ့သွားပါတော့တယ်ဒါကြောင့်တဆင်ကနောက်တစ်ခါရဲအသွင်ရှူပြီးတော့အဲဒီကောင်မလေးစီကိုသွားလိုက်ပါတော့တယ် ဘာလို့အလောက်တောင်ကြောက်နေတာလဲပြီးတော့တယောက်သေးလူသူမရှိတဲ့လမ်းမှာမှောင်ဝါလဲမှောင်နေပြီဒါကဲငါနဲ့ကိုအိမ်လိုက်ပို့ပေးမယ်အဲ့လိုပြောပြီးတော့တစင်းကကောင်မလေးရဲ့လက်ကိုကမ်းပြီးအိမ်လိုက်ပို့လိုက်ပါတယ်ကဲအိမ်အထိပို့ပေးပြီးပြီကျေးဇူးပါရှင်လမ်းအရန်ကိုလူပြတ်တယ်လေဒီနေ့နည်းနည်းနောက်ကျသွားလို့မှောင်ဝါလဲမှောင်နေလို့ကြောက်နေရပါနောက်တစ်ခါထပ်ပြီးတော့ကုညီခွင့်ရလိုက်တာကြောင့်တစင်းကဝမ်းသာသွားပါတော့တယ်နောက်တော့သူ့ရဲ့ငကိုအသိကိုပြန်ပြောင်းပြီးဈေးဝင်ပြီးတော့အင်ကိုရောက်လာခဲ့ပါတယ် ဒီလိုပဲနေရတွေကုံဆုံးသွားပါတော့တယ်။တည့်ရမှာတော့ခရီးကဈေးဝယ်ပြီးအင်ကိုပြန်လာချိန်မှာဝီယန်လို့ခေါ်တဲ့ကောင်းလေးတယောက်ကခရီးရဲ့လက်ကိုလှမ်းကန်လိုက်ပါတော့တယ်။နေရတီကိုလည်းလိုက်လာပြန်ပြီလား။ငါအခုအိမ်နောက်တည်းဖြစ်နေပြီ။မင်းကကို့အပိုင်းမင်းမင်းကဘာထင်နေတာလဲ။တခြားတယောက်နဲ့လက်ထပ်လိုက်လို့ကိုကမင်းကိုလွတ်ပေးမယ်လို့ထင်နေတယ်ပေါ့လေ။အဲ့လိုထင်ရင်တော့မင်းမှားသွားလိမ့်မယ်။ကိုကမင်းနဲ့မင်းယောက်ျားပြောနေတာကိုမကြည့်ရဘူး။ကိုမင်းကိုတော်တော်လေးခက်ခက်ခဲခဲလိုက်ရှာလိုက်ရတာ။လွလွနဲ့တော့အလှပေးမှာမဟုတ်ဘူး။ ကိုမင်းကိုဘာလို့မလဲဆိုတာကြည့်နေလိုက်မင်းရဲ့ယောက်ျားနှစ်ရက်အတွင်းမင်းကိုထားခဲ့လိမ့်မယ်မင်းကကို့အတွက်မှမဖြစ်နိုင်တာတခြားသူအတွက်လည်းမဖြစ်စေရဘူးဝေယံကချင်းချောက်ပြီးတော့ထွက်သွားလိုက်ပါတော့တယ်တနောက်စီကကောင်းတဲ့ခရီးကဘသူကမှအဲ့ဒီအကြောင်းပြောမပြပါဘူးနှစ်ရက်ကြာရင်နောက်မှာတော့ဝေယံကခရီးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဒီချိန်မှာမိသားစုတွေတစုလုံးကကျင်းပြပေါ်မှာထိုင်ပြီးထမင်းစားနေကြတော့တာပေါ့ဒီချိန်မှာပဲဝီယန်က ခရင်နဲ့သူ့ရဲ့တချို့သောဓာတ်ပုံကိုသူ့ကြောက်ကိုပြလိုက်ပါတော့တယ် ကိုတုဒ်ကျမောက်ယုံမနော်အဲ့ဒီဓာတ်ပုံကအစစ်မဟုတ်ဘူးအဲ့ဒီကောင်လေးကလိန်နေတာ ကျမသူနဲ့လက်ထပ်ဖို့ညင်းလိုက်လို့ကျမရဲ့အိမ်အောင်ဖြိုခွဲဖို့ရောက်လာတာမင်းကမှန်တိုင်းပြောနေတာဆိုတာငါဘလူသိမှလဲအိမ်ကနေထွက်သွားလိုက်တော့တုဒ်ကခရီးရဲ့စကားတခုကိုမှနားမထောင်တော့ဘဲဝင်းရင်ရဲ့စကားကိုယုံပြီးညာကြီးတကောင်မှတယောက်ထဲအိမ်ကနေနှင်ထုတ်ခံလိုက်ရပါတယ်တနာစရာကောင်းတဲ့ခရီးဟာအမေအိမ်ကိုပြန်သွားလိုက်ပါတော့တယ်ဒါပေမဲ့ခတ်တာဇာကြီးနဲ့တစင်တို့ကတော့ သူတို့ရောင်းမလေးကိုယုံကြည်ကြပါတယ်။ဒါကြောင့်စာကြီးကလေးထဲမှာပြန်ပြီးဝင်းရဲ့နောက်ကနေလိုက်သွားပါတော့တယ်။ခဏကြာရင်နောက်မှာတော့ခတားကသူ့ရဲ့တမိသားစီလုံးကိုဝင်းရဲ့အိမ်ကိုခေါ်သွားလိုက်ပါတယ်။နောက်တော့သင်းကသူ့ရောင်းမအသွင်ကိုယူပြီးဝင်းရဲ့နဲ့တွန်းတွေ့လိုက်ပါတော့တယ်။တမိသားစီလုံးကအိမ်အပြင်ကနေဝင်းရဲ့စကားကိုနားထောင်နေတော့တာပေါ့။ဒီမကြီးနင်းအမှန်တိုင်းငါရဲ့မိသားစုတွေကိုပြောပြလိုက်။ငါနေနဲ့မင်္ဂလာဆောင်ဖို့အစဉ်သက်မယ်။ဒါပေမဲ့ ငါယောက်ျားရှိမှတော့ငါမကောင်းတဲ့မိမတယောက်မဖြစ်ချင်ဘူး။နင်ယူသွားတာတော့မဟုတ်ပါဘူး။နာနေကိုအိမ်နံကိုပဲဖြိုးချင်တာ။အခုဖြိုးလို့ရသွားပြီ။ငါနေနဲ့မင်္ဂလာဆောင်ချင်တာမဟုတ်ဘူး။နားလေလား။ဝင်းရဲ့စကားကိုနားထောင်ပြီးတော့ဒေါသီတာကသူ့မိသားစုတွေနဲ့အတူအိမ်နေကိုဝင်လာပါတယ်။သူတနဲ့သူ့ရဲ့တမိသားစုလုံးကိုတွေ့ပြီးဝင်းရန်ကထွက်ပြေးဖို့ကြိုးစားလိုက်ပါတော့တယ်။ခတ်တာကသူ့ရဲ့လက်အရှိကြီးနဲ့ဝင်းရန်ကိုဖမ်းလိုက်ကြတာပေါ့။တာ ဒီကောင်လေးရဲ့စကားနားထောင်ပြီးတော့ချွေးမပေါ်တားရက်ဆက်ခဲ့တယ်။အခုချက်ချင်းငါရဲ့ချွေးမတောင်းမှန်ပြီးတော့အိမ်ခေါ်လာခဲ့။ပြီးတော့ညီမလေးဒီတယောက်လေးပေါ်မှာပြန်ပြီးခေါ်သွားပြီးတော့ရဲလက်ထဲကိုအက်ခဲ့လိုက်။ခတ်ကြပြောတဲ့အတိုင်းဇာကြီးကဝင်းရက်ကိုသူ့နဲ့အတူခေါ်သွားပြီးဒီထဲမှာပြန်သွားပြီးတော့ရဲစခန်းကိုသွားလိုက်ပါတော့တယ်။နောက်တော့တိုင်ကျန်းစာရေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဝင်းရက်လေးထောင်ချသွားပါတော့တယ်။သူတကခရစ်ကိုတောင်းပန်ပြီးတော့အိမ်ပြန်ခေါ်လာလိုက်ပါတယ်။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။